မနေ့ညချန်ပီယံလိဒုတိယရက်မှာလည်းကျွန်တော်ရဲ့မမ်ဘာပွဲတွေအဆင်ပြေခဲ့ကြပါတယ်။အဲဒါကြောင့်ကျွန်တော်ချန်ပီယံလိနှစ်ရက်ဆက်ကျွန်တော်ရဲ့မမ်ဘာပွဲစဉ်တွေအဆင်ပြေအောင်ဝဲခံနိုင်ခဲ့ပါတယ်။မနေ့ညကျွန်တော်ချန်ပီယံလိဒုတိယညမှာလည်းကျွန်တော်မမ်ဘာ၄ဝက်ထွက်ခဲ့ပြီးတော့ဒေါ်မွန်ဘော်ဒီ PSV ဘော်ဒီအိုလံပီယာကော့ဘော်ဒီ၃ပွဲထိအဆင်ပြေခဲ့ပြီးတော့ဘာစီလိုနာဘော်ဒီတစ်ပွဲသာကျခဲ့တာကြောင့်ကျွန်တော်ရဲ့မမ်ဘာ၄ဝက်မှာ၃ပွဲနိုင်တဲ့ပွဲရှုံးစရာရလနဲ့ကျွန်တော်မမ်ဘာညီကိုတွေအောင်ဝဲခံနိုင်ခဲ့ပါတယ်။မနေ့ညကျွန်တော်ဖီတစ်ပွဲစဉ်မှာဆိုရင်လည်း ိုလံပီယကော့ဘောတွေကိုကျွန်တော်ဘာကြောင့်ရွေးလဲဆိုတော့သုံးသက်ချက်နဲ့တကွတေချာလေးရှင်းပြပေးခဲ့ပြတာကြောင့်ကျွန်တော်ရဲ့ free ego တွေဆိုလဲပြားသားလေးအစီအပြေခဲ့ကြမှာပါအိုလံပီယကော့ပွဲစဉ်မှာဆိုရင်လဲအိုလံပီယကော့ဂိုးရဖို့မဖြစ်နိုင်တဲ့အပြင်ဒီဂိုးမသိသုံးလုံးတေဆိုတဲ့ဈေးထဲနဲ့အာဆင်နယ်ဒက်ဖက်လေးလဲသုံးခုမပြည့်နိုင်ဘူးလို့ကျွန်တော်တေချာလေးသုံးသက်ချက်မှာထည့်ပြောခဲ့ပါတယ်ကံကောင်းလို့သာအာဆင်နယ်က နောက်ဆုံးပွဲပြီးကန်နေမှာတကိုးရသွားလို့ဆိုတော့ကျွန်တော်တို့အပြည့်မစားခဲ့ရတာပါပြားစားလေးနဲ့ကျင်တက်ခဲ့ရပါတကယ်လို့ဆိုကျွန်တော် online ပြောက်ကောက်ပွဲစဉ်မှာဆိုတော့ကျွန်တော်အပြည့်အပြည့်ဒီပါကျွန်တော်တို့စားရပြီးတော့အောင်ဝဲခံနိုင်ခဲ့ရမှာပါအဲ့တော့ဒီနေ့ Europa League ပွဲစဉ်တွေမှာလည်းပွဲကောင်းများစွာရှိတဲ့နေရာနေပြီးတော့ကျွန်တော်ရဲ့အကြိုက်ဆုံးပွဲစဉ်တွေရတပွဲဖြစ်တဲ့ Aston Villa နဲ့ပြင်ရင်ုပွဲစဉ်ကိုဒီညမှာကျွန်တော်ဖြစ်တဲ့ပွဲစဉ်ဖြစ်ရွေးချယ်သုံးသပ်ပေးခြင်းပါတယ်ဒီပွဲစဉ်မှာကျွန်တော်ဘာရွေးထားလဲဆိုတော့မပြောပြပေးခင်ဒီညမှာကျွန်တော်ရဲ့ တိတိချာလေးစနစ်တကျရွေးချယ်ပေးထားတဲ့အကောင်ဆုံးမမပွဲစဉ်တွေဖတ်ပါတယ်။ကျွန်တော်ချန်ပီယံလိနှစ်ရက်ဆက်အောင်ဝဲခံနိုင်ခဲ့သူမျိုးဒီညမှာလည်းကျွန်တော်ရဲ့အကောင်ဆုံးရွေးချယ်မှုတွေနဲ့တူအောင်မြင်မှုတွေရယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်ဆောင်9000ကျက်နဲ့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39 6688ခွန်3039ကိုဆွတ်သက်ပြီးတော့ဒီနေ့ Europa League ညအကောင်ဆုံးရွေးချယ်မှုပွဲစဉ်တွေကိုဝယ်ယူလို့ရပါပြီကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကတော့39 69 ခွန်3ခွန်3ညာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုလည်းကျွန်တော် TikTok bio လေးမှာတင်ပေးထားပါတယ်ဒီညမှာ Aston Villa ကဖီရင်နူးကိုအဝေးကွင်းကနေပေါ့ level 40ဂိုးပေါင်းသေး3လုံး90စားပြီးတော့ဒေဂျောဖွင့်လှစ်ပေးထားပါတယ်ဒီပွဲစဉ်မှာကျွန်တော် Aston Villa ဖွင့်လှစ်ထားတဲ့ဈေးကိုကျွန်တော်အရင်ဆုံးစဉ်းစားပါမယ် Aston Villa ကကျွန်တော် Europa League ရှေ့ပွဲစဉ်တစ်ပွဲမှာ ဘိုလော့နာကိုအိမ်ကွင်းမှာတလုံး80စားဆိုတဲ့ဈေးကျော်ပေးခဲ့ပြီးတော့ဝမ်စီဆိုတဲ့ရလဲနဲ့နိုင်ခဲ့ပါတယ်ဘိုလော့နာကိုအေပီလာအိမ်ကွင်းမှာတလုံး80စားဈေးကျော်ပေးတယ်ဆိုရင်အဝေးကွင်းမှာဆိုရင်အက်စတွန်ဗီယာ level 20ဈေးကျော်ခွင့်ပေးရမှာပါဒါဆိုရင်ဘိုလော့နာလိုအသင်းကတော့အက်စတွန်ဗီယာကဝေးကွင်းမှာ level 20ဈေးကျော်ပေးမယ်ဆိုရင်ဘိုလော့နာထက်လီအစင်းနဲ့နှိမ့်နဲ့ကစားသမားယူသိမ်းပိုင်းအများကြီးနှိမ့်နဲ့အခုဖီယန်နုလိုအသင်းကိုဘလော့နာကိုပေးရမယ့်ဈေးထက်ပြား20လောက်သာနှိမ့်နဲ့ဈေး level 40ပဲဖွင့်ပြနေတဲ့ဈေးတက်ကတော့ဒီဈေးတန်းကအစတွန်ပီလာပေးတဲ့ဈေးတော်တော်လေးနည်းတယ်လို့ကျွန်တော်ယူဆပါတယ်အစတွန်ပီလာဒီထက်ပိုပြီးဖွင့်လစ်ပေးလို့ရအောင်မယ်လို့လည်းကျွန်တော်မြင်မိပါတယ်ပြီးခဲ့တဲ့ရာသီချန်ပီယံလိမာတုန်းကတော့အစတွန်ပီလာကကျွန်တော်တို့ဖီယန်နုနဲ့လီအစင်နဲ့တိတ်မကွာတဲ့ကစားသမားယူသေးပါတိတ်မကွာတဲ့ဘေးဂျင်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ကလပ်ဘရုလိုအသင်းကိုဝေးခွင်းမှာ level 90ဆိုတဲ့ဈေးကျော်ပေးခဲ့ပြီးတော့ကလပ်ဘရုကိုလည်းရှုံးနေခဲ့ဆိုခြေလဲကျခဲ့ပါတယ် ဒါကြောင့်ဒီပွဲစဉ်မှာတဲ့ဒီ level 40ဆိုတဲ့ဈေးတန်းတစ်ရက်ကတော့အစလိုဗီလာနိုင်ဖို့လုံတော့တဲ့ဈေးတန်းတစ်ရက်မဟုတ်သေးဘူးလို့ကျွန်တော်ယူဆပါတယ်။အဝေးကွင်းမှာ level 40ပြေးမယ်ဆိုရင်အင်ကွင်းမှာအစတွန်ဗီလာပြေးရမယ်ဆိုရ1.60ပါ။ဒါဆိုရင်ဒီဈေးကအစတွန်ဗီလာနေချင်းအောင်ခေါ်ရတဲ့ဈေးဖြစ်တယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်။ Fiorentino ကရှေ့ Europa League ပွဲစဉ်တစ်ပွဲမှာ Braga လို့အသင်းကိုအဝေးကွင်းမှာနိုင်ရှုံးအဝေးကွင်းမှာရှုံးပွဲတွေ့ထားတဲ့အသင်းဖြစ်ပြီးတော့ AVILA က ယူပါတီနိုင်ပွဲရထားတဲ့အပင်းပါဒါပြင်ဒီပွဲစဉ်နဲ့အစင်နဲ့ပွဲစဉ်တစ်ပွဲကိုမင်းညာကျွန်တော်ချန်ပီယံလိပွဲစဉ်မှာချန်ပီယံလိလီဗာပူးစဉ်နဲ့ PSV ပွဲစဉ်မှာကျွန်တော် PSV ဘော်ဒီကိုမမ်ဘာတွစ်ဖြစ်ရွေးပေးခဲ့တော့ကကျွန်တော်သုံးသက်ချက်တွေမှာတေချာလိထည့်ရေးခဲ့ပါတယ်အဲ့ပွဲစဉ်မှာတော့လေလီဗာပူးစဉ်1 plus 90ဈေးနဲ့ PSV ကိုနိုင်ဖို့မဖြစ်နိုင်ဘူးဒီပွဲစဉ်မှာတေရလောက်ပဲရမယ် PSG ရရှေ့ဝဲမှာရှုံးပွဲတွေ့တွေ့ထားတာတော့မှလီဗာပူးစင်း1 plus 90ဈေးကတော်တော်လေးပြော့နေတယ်ဒီပွဲဒီဈေးကတော့ ကျွန်တော် PSC ပဲနေမယ်ဆိုတဲ့အတိုင်းပဲဒီဝဲစင်မှာလဲဖီယန်ဖီယန်နုလို့ရှေ့ဝဲစင်မှာရှုံးဝဲတိထားတဲ့အသင်းကိုအက်စတွန်ဗီလာလို့နိုင်ဝဲရထားတဲ့အသင်းကဒီဝဲစင်မှာတေကြနဲ့ level 40ပဲရှုံးလေဆိုတဲ့ဈေးနဲ့တက်ကတော့ဒီဝဲစင်မှာကျွန်တော်ဖီယန်နုတေရင်နဲ့အနိုင်ပဲလို့ကျွန်တော်ယူဆပါတယ်အက်စတွန်ဗီလာရဲ့ကျွန်တော်ဒီယူဘာလီနောက်လာမဲ့ပွဲစဉ်၄ပွဲရတယ်ပွဲတွေ၆တွေပါတယ်ဂိုဟတ်အီဂဲတို့မကာဘီတဲတို့ဘေးဇဲတို့ရန်ပွိုင်းတို့စတဲ့အသင်းတွေကပွဲတွေ၆တွေပါတယ် ။အဲကြောင့် Aston Villa နေတဲ့ဒီပွဲစဉ်မှာဖီယန်နူကို ရှုံးသွားလေပြဿနာမရှိဘူးလို့ကျွန်တော်ယူဆတာကြောင့်ဒီပွဲစဉ်မှာ Asian Netherlands ကလပ်အသင်းတစ်သင်းဖြစ်တဲ့ဖီယန်နူဘော်ဒီယိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်။အဲဒီတိကျကြာတာပေးညမှာလေ Europa ပွဲစဉ်တွေပွဲကောင်းများစွာရှိတဲ့နေရာနေပြီးတော့ကျွန်တော်ရဲ့အကောင်းဆုံးဖြစ်တဲ့ပွဲစဉ်ရွေးချယ်မှုတွေဖတ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့အကောင်းဆုံးရွေးချယ်မှုတွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်ဆောင်9000ကျင်းနဲ့ Viber နံပါတ်3996986888 ခွန်3ခွန်3ညကိုဆက်သက်ပြီးတော့ဝယ်ယူလို့ရပါပြီ။ချန်ပီယံလိနှစ်ရက်ဆက်ကျွန်တော်တို့အွန်ဝဲခံနိုင်ခါသလိုဒီညမှာလည်းကျွန်တော်ရဲ့အကောင်းဆုံးရွေးချယ်မှုတွေနဲ့တူအောင်မြင်မှုတွေရယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုဆက်သက်ပြီးတော့ဒီနေ့ညကျွန်တော်ရဲ့ member ပွဲစဉ်တွေဝယ်ယူလို့ရပါပြီဗျာ။အားလုံးပဲအဆင်ပြေအောင်မြင်မှုတွေရရှိကြပါစေ။ကျွန်တော်ကတော့ Sampty Soccer ပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။